ဖန်ကအီလွန်မတ်စ်ရဲ့ကုမ္ပဏီတွေနဲ့အစိုးရစာချုပ်တွေကိုဖျက်တောက်မယ်လို့ချိန်ချောက်ခဲ့တာကြောင့်အီလွန်မတ်စ်ကသူ့ရဲ့ဒုံးမြတ်ကုမ္ပဏီတွေဖြစ်ကြတဲ့ SpaceX ရဲ့ဒေါကွန်အာဂါတာယာဉ်တွေကိုချက်ချင်းဖျက်သိမ်းမယ်လို့ကြေညာခဲ့ပါတယ်။အမေရိကန်တယောက်က Tesla ကားဝယ်တဲ့အခါမှာသူတို့ကစမတ်ကြတဲ့လျှက်စစ်ကားတစ်စီးကိုရရင်ရုံနဲ့မကဘဲနဲ့ဒေါ်လာ8500တန်ဖိုးရှိတဲ့ဖက်ဒရယ်အခွန်တက်တာခွင့်ကိုပါရရှိတာပါ။ Tesla ရဲ့ဈေးကွက်တန်ဖိုးဟာဒေါ်လာ380ဘီလီယံအောက်ကိုကျဆင်းသွားခဲ့ပါတယ်။ထပ်ပြောပါမယ်။ဒေါ်လာ380ဘီလီယံမှာဒီတန်ဖိုးဟာပါကစ္စတန်နိုင်ငံရဲ့တနိုင်ငံလုံးရဲ့ GDP နဲ့ညီ ်များတဲ့တန်ဖိုးပါဒါပေမဲ့အန်ယောစီယာကောင်းတာက Elon Musk ရဲ့ကုမ္ပဏီတွေဟာပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်းမှာအမေရိကန်အစိုးရစီကဒေါ်လာ38ဘီလီယံတန်ဖိုးရှိတဲ့ထောက်ပံ့ငွေတွေကိုရရှိခဲ့ပါတယ်ဒါပေမဲ့ Joe Biden စီကနေ Elon Musk ကဒီလောက်ထောက်ပံ့မှုတွေရခဲ့တာတောင်မှရွေးကောက်ပွဲရောက်တဲ့အခါမှာအန်ယောစီယာကောင်းစွာနဲ့ Elon Musk က Donald Trump ကိုထောက်ခံခဲ့ပါတယ်ဒါပေမဲ့မေဂွန်တခုကဘလို့လို့ Elon Musk နဲ့ Donald Trump ကရုပ်တရက်အခြေဆုံးတကယ်ချင်းဖြစ်သွားခဲ့တာလေအဲ့ဒီအချိန်မှာ Elon Musk ရဲ့ကုမ္ပဏီတွေဟာအစိုးရရဲ့တရားစွဲဆိုမှု20ကျော်ရင်ဆိုင်ခဲ့ရပါတယ်ဒါကြောင့် Elon Musk ဟာပြန်ပဲတွေ တနေတယ်မကဘဲနဲ့အမေရိကရဲ့စနစ်တစ်ခုလုံးနဲ့တိုက်ခိုက်နေရတဲ့သူတယောက်ဖြစ်ခဲ့ပါတယ်အဲ့အတွင်းမှာပဲ Doge အဖွဲ့စည်းဟာတရားစွဲဆိုမှု30ခုနဲ့ရင်ဆိုင်ခဲ့ရတာပါသူရဝန်ထမ်းတွေကပုံကန်ခဲ့ကြတယ်ဥပဒေပညာရှင်တွေကတော့ဒီအဖွဲ့စည်းဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တယ်လို့ဝေဖန်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲ Donald Trump ကအာဏာသိမ်းစရာကြေညာချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်သူကတခုတည်းသောဥပဒေကျမ်းလို့ခေါ်တဲ့အစီအစဉ်တစ်ခုကိုမိတ်ဆက်ခဲ့ပြီးတော့ဒီမှာပဲ Elon Musk နဲ့ Donald Trump ရဲ့စစ်ပွဲဟာတကယ်စတင်ခဲ့ပါတယ်ဒီလို Musk နဲ့ Donald Trump တို့ရဲ့ခင်မင်ရင်းနှီးမှုဟာအခုဆိုရင်အ အကြီးအကျယ်ပြိုကွဲသွားပါပြီ It's a war အခုတော့သူတို့နှုတ်ဦးဟာလူအများကြီးမှာတုံးနဲ့တူထိတ်တိုက်ရင်ဆိုင်ပြီးတော့အပြစ်တင်နေကြပါတယ် Elon Musk နဲ့ကျွန်တော်ဟာဆက်ဆံရေးရန်ကောင်းခဲ့တယ်ဒါပေမဲ့အခုတော့ဆက်လက်ဖြစ်နိုင်မယ်မထင်ဘူးလို့ Donald Trump ကပြောပါတယ် Elon and I had a great relationship. I don't know if we're well anymore. Elon Musk ကကြီးမားတဲ့အတုံးစေးဥပဒေကြံကိုမကျေနပ်ဘူးလို့ဆိုပါတယ် disappointed to see the massive spending bill. Elon Musk က Trump ရဲ့မဲဆွယ်စည်းရုံးရေးအတွက်ဒေါ်လာတန်း290ကျော်ထည့်ဝင်ခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ကိုတွတ်တော်ပေါ်မှာလူလူထောက်ခံမှုရအောင်မြင့်တင်ပေးခဲ့ပြီးတော့ဒေါ်နယ်ထရန့်ရဲ့နိုင်ငံပြန်လည်ထူထောင်မှုအတွက်မဲဆွဲပွဲတွေမှာပါဝင်ခဲ့ပါတယ်ဒေါ်နယ်ထရန့်ဟာသူ့ရဲ့အောင်ပွဲအတွက်အီလွန်မတ်စ်ကိုကျေးဇူးတင်စကားပြောခဲ့ပါတယ် Come on up here lot Come here အီလွန်မတ်စ်ကဒေါ်လာတန်း290ကျော်ထည့်ဝင်ပေးခဲ့ပြီးတော့ X platform ပေါ်မှာရောလက်တွေ့မဲဆွဲပွဲတွေမှာပါအပြင်းထန်ထောက်ခံခဲ့တာပါထရန့်ကဖွဲ့စည်းပုံအခြေခံဥပဒေကိုကာဝယ်ဖို့အနိုင်ရရမယ်အမေရိကန်ရဲ့ဒီမိုကရေစီကိုထိန်းသိမ်းဖို့အနိုင်ရရမယ် Trump will return to the White House

Elon Musk နဲ့ Trump ဟာရန်သူတွေဖြစ်သွားကြကြပါတယ်။ Donald Trump က Elon Musk ကိုကျွန်တော်အများကြီးကူညီပေးခဲ့တယ်။ဒါပေမဲ့အခုသူ့မှာစိတ်မကြည်နှံ့မှုတွေရှိနေတယ်လို့ပြောခဲ့ပါတယ်။သူတို့ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးဟာအဆုံးသတ်သွားခဲ့ပါပြီ။တမနာ Donald Trump က Elon Musk နဲ့စကားပြောဖို့တောင်အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။ President says that he has no plans to speak with Musk. Donald Trump Elon Musk တို့ရဲ့အငင်းပွားမှုဟာလူမှုမီဒီယာပေါ်မှာပေါက်ကွဲခဲ့ပြီးတော့နှစ်ဦးစလုံးကတယောက်ကိုတယောက်စော်ကားပြောဆိုခဲ့ကြတာပါ။ The very public feud between Donald Trump and Elon Musk exploded on on social media yesterday with both men trading insults. Elon Musk owns a major defense contractor. It's called SpaceX. ဒါဟာဈေးကွက်မှာထိတ်လန့်တုန်လုပ်သွားစေခဲ့ပါတယ်။ US government is their most important client. Trump has now threatened to cut off government contracts. ဖန်ကအီလွန်မန်စ်ရဲ့ကုမ္ပဏီတွေနဲ့အစိုးရစာချုပ်တွေကိုဖျက်တောက်မယ်လို့ချင်းချောက်ခဲ့တာကြောင့်အီလွန်မန်စ်ကသူ့ရဲ့ဒုံးမြကုမ္ပဏီတွေဖြစ်ကြတဲ့ SpaceX ရဲ့ဒေါကွန်အာဂါတာယာဉ်တွေကိုချက်ချင်းဖျက်သိမ်းမယ်လို့ကြေညာခဲ့ပါတယ်။အီလွန်မန်စ်နဲ့ပတ်သက်ပြီးကျွန်တော်အရန်စိတ်ပြတ်မိတယ်။ကျွန်တော်ကအီလွန်မန်စ်ကိုအများကြီးကူညီခဲ့တယ်လို့ Trump ကထပ်မံပြောဆိုခဲ့ပါတယ်။အရင်အတွင်း Tesla ရဲ့တန်ဖိုးဟာဒေါ်လာ150ဘီလီယံကျော်ဆုံးရှုံးခဲ့ပါတယ်။အီလွန်မန်စ်နဲ့ Donald Trump တို့ရဲ့အဆင်မပြေမှုကြောင့် Tesla ရဲ့ဈေးကွက်တန်ဖိုးဟာဒေါ်လာ380ဘီလီယံအောက်ကိုကျဆ ဆင်းသွားခဲ့ပါတယ်ထပ်ပြောပါမယ်ဒေါ်လာ380ဘီလီယံမှာဒီတန်ဖိုးဟာပါကစ္စတန်နိုင်ငံရဲ့တနိုင်ငံလုံးရဲ့ GDP နဲ့ညီမျှတဲ့တန်ဖိုးဟာဒါအချိန်အနည်းငယ်အတွင်းမှာပြိုလဲသွားခဲ့တာပါအခုတော့ Elon Musk ဟာဆယ်စုနှစ်များစွာတည်ဆောက်ခဲ့တဲ့သူ့ရဲ့ empire တွေဖြစ်ကြတယ် Tesla, SpaceX, Solar City တို့အားလုံးဟာအန္တရာယ်ရှိတဲ့လမ်းကြောင်းပေါ်မှာရှောက်လန်းနေရပါပြီ Elon Musk ကဒီအတွက်ကြောင့်တောင်းပန်ခဲ့ပြီးပြီဆိုပေမဲ့ကြီးမားတဲ့ဥပဒေကြမ်းတစ်ခုကိုအောက်လွှတ်တော်ကအတည်ပြုပေးပါတယ်အခုဒီဥပဒေကြမ်းကအထက်လွှတ်တော်စီရောက်နေပါပြီဒါကြောင့်မေကွန်းကဒီကြီးမားတဲ့ဥပဒေကြမ်းဆိုတာပါ လဲ Tesla, SpaceX နဲ့ Solar City တို့ကဒီတိုက်ပွဲရဲ့အကျိုးဆက်တွေကိုခံစားရမှာလားပြီးတော့ဒီဇလန်ကနေကျွန်တော်တို့တွေအာနာနိုင်ငံရေးနဲ့စီးပွားရေးအကြောင်းတွေကိုဘာတွေသင်ယူနိုင်မလဲဆိုတာပါအဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူကဘယ်ဘက်ကိုထောက်ခံတဲ့သူလဲ Donald Trump လား Elon Musk လား view ကိုကြည့်ပြီးတော့ဒီဗီဒီယိုကို comment အောင်မှာကိုကဘယ်ဘက်ကိုထောက်ခံတာလဲဘာမှမဟုတ်ဘယ်ဘက်မှမထောက်ခံဘူးဆိုတော့ပြောပြပေးခဲ့ပါဦးဒီဇလန်က Joe Biden လက်ထက်ကနေကစတင်ခဲ့တာပါအဲ့ဒီအချိန်တုန်းက Elon Musk ဟာကုမ္ပဏီတွေကိုတိစောက်ရုံနဲ့မကဘဲနဲ့အမေရိကမှာစမ်းသစ်တီထွင်မှုဆိုတာဘာလဲဆိုတာကိုပြန်လည်ပုံပေါ်ခဲ့သူပါသူကလျှ ရစစ်ကားတွေကိုကဘာပေါ်မှာအစမ်းကျဲသုံးဆက်ရန်နေရတဲ့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ဘိုရင်းကိုစိန်ခေါ်ပြီးတော့ဒုံးရံတွေကိုပြန်လည်ဆင်းသက်အောင်လုပ်ခဲ့တာပါ။အင်ခေါမိုးတွေပေါ်မှာနေစွိုင်းသုံးဆိုလာပန်တွေကိုတက်ဆင်ပြီးတော့စီးပွားရေးပုံစံတစ်ခုအနေနဲ့ရောင်းချခဲ့ပါတယ်။ဒါအားလုံးတည်ငြိမ်သွားတဲ့အခါမှာတော့အီလိုမတ်ဆာဆီလီကွန်ဘေးလီရဲ့အိမ်မက်မက်သူတယောက်ကနေကဘာအချမ်းသာဆုံးလူတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အီလိုမတ်ဆာကဘာအချမ်းသာဆုံးသူတွေထဲကတယောက်ပါ။လျှက်စစ်ကအာဂါသာခီးသွားလုပ်ငန်းလူတို့အတွက်ဂျိုရုနီးပညာတွေနဲ့အင်တာနက်လုပ်ငန်းတွေကသူ့ကိုကဘာတော်အားမှာနာမည်ကြီးစေခဲ့ပြီးတော့အမေရိကရဲ့အာနာဘိုချက်ထဲမှာရ က်တည်စေခဲ့ပါတယ် and into the center of american power elon musk ဒါပေမဲ့လူအများကမေးလျော့ထားတဲ့အချက်တစ်ခုက Elon Musk ရဲ့ empire ဟာစမ်းသစ်တီထွင်မှုတစ်ခုတည်းနဲ့တိဆောက်ခဲ့တာမဟုတ်ပါဘူး. Do we have a new star? A star is born Elon အမေရိကန်ဆိုရရဲ့အဓိကကူညီထောက်ပံ့မှု၃ခုဖြစ်တဲ့စာချုပ်တွေထောက်ပံ့ငွေတွေနဲ့အခွန်တက်တာခွင့်တွေကအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဥမာ Tesla ကိုကြည့်ပါအမေရိကန်တယောက်က Tesla ကားဝယ်တဲ့အခါမှာသူတို့ကစမတ်ကြတဲ့လျှက်စစ်ကားတစ်စီးကိုရရင်ရုံနဲ့မကဘဲနဲ့ဒေါ်လာ8500တန်ဖိုးရှိတဲ့ဖက်ဒရယ်အခွန်တက်တာခွင့်ကိုပါရရှိတာပါ။ဒါက Tesla ကုမ္ပဏီကပေးတဲ့လျှော်စီးမဟုတ်ပါဘူး။အမေရိကန်ဆိုရက Elon Musk ရဲ့ကားတွေကိုမောင်းဖို့အတွက်လူတွေကိုငွေပေးနေတာပါ။2023ခုနှစ်မှာ Tesla ဟာဒေါ်လာ2.8ဘီလီယံတန်ဖိုးရှိတဲ့အခွန် ွန်တက်တာကွန်ရှင်ကိုရရှိခဲ့ပြီးတော့အမေရိကရဲ့အကြီးမားဆုံးလျှက်စစ်ကားကုမ္ပဏီဖြစ်လာခဲ့ပါတယ်။2021ခုနှစ်မှာတော့ဂျိုးဘာနန်အစိုးရလက်ထက်မှာတော့ NASA က Elon Musk ရဲ့ SpaceX ကိုလူသားတွေကိုလာဖို့ပို့ဆောင်ဖို့အတွက်ဒေါ်လာ2.9ဘီလီယံတန်ဖိုးရှိတဲ့စာချုပ်တစ်ခုကိုပေးအပ်ခဲ့ပါတယ်။ဆိုလိုတာကအမေရိကန်အစိုးရက Elon Musk ကိုအမေရိကရဲ့လာဖို့ဆင့်သက်ရေးအစီအစဉ်ကိုဦးဆောင်ဖို့ငှားရမ်းလိုက်တာပါ။ဒါနဲ့မကဘဲနဲ့နေစွမ်းရဲ့ယင်းနှီးမြှုပ်နှံမှုအခွန်တက်တာကွန်ဆိုတဲ့မူဝါဒလည်းရှိပါတယ်။ဥမာတင်ကနေစွမ်းရဲ့စနစ်တစ်ခုအတွက်ဒေါ်လာ1000ကုန်ကြတယ်ဆိုရင်အမေရိကန်အစိုးရကဒီထက်ကနေပြီးတော့ ော့300ခန်းလုံးဖြစ်တဲ့ဒေါ်လာ3000ကိုထောက်ပံ့ပေးပါတယ်ပြောရရင်တော့ဗျဝယ်တဲ့သူကဒေါ်လာ1000နဲ့ပစ္စည်းကိုဒေါ်လာ9000ပဲပေးရမှာပါဒီမူဝါဒကအမေရိကရဲ့နေဆွမ်းရေးအိမ်မက်ကိုဆက်လက်ရှင်းတန်းစေခဲ့ပါတယ်ဒါပေမဲ့အန်ရောစရာကောင်းတာကအီလွန်မန်းစ်ရဲ့ကုမ္ပဏီတွေဟာပြီးခဲ့တဲ့10စုနဲ့နှစ်ခုအတွင်းမှာအမေရိကန်ဆိုးရွားစီကဒေါ်လာ38ဘီလီယံတန်ဖိုးရှိတယ်ထောက်ပံ့ငွေတွေကိုရရှိခဲ့ပါတယ်ပြန်ပြောပါမယ်ဒေါ်လာ38ဘီလီယံမှာဒီထက်3ပေါင်းနှစ်ပေါင်းကတမရဂျိုးဝိုင်နဲ့လက်ထက်မှာရရှိခဲ့တာပါဒေါ်နေထွန်းရဲ့တမရတက်တန်အတွင်းမှာတော့ဒီထောက်ပံ့မှုတွေဟာအနည်းငယ်သာရရှိခဲ့ပါတယ်အဲ့ဒီအချိန် တော့ငါ Elon Musk နဲ့ Trump ဟာတရားကိုတရားအလွန်ရန်ညှိထားခဲ့ကြတာပါ Not gonna be president that I can tell you and I'm safe you know why he can't be he wasn't born in this country ဒါပြန်သူက Trump ကိုမမုန်းပါဘူးဒါပေမဲ့သူကအော်တိုကိုချုပ်ပြီးတော့အနားယူဖို့အချိန်ရောက်ပြီလို့လည်းရေးခဲ့ပါတယ် Trump doesn't get the nomination of you know the republican party that's ဒါပေမဲ့ Joe Biden စီကနေ Elon Musk ကဒီလောက်ထောက်ပံ့မှုတွေရခဲ့တာတော့မှာရွေးကောက်ပွဲရောက်တဲ့အခါမှာအောင်းစရာကောင်းစွာနဲ့ Elon Musk က Donald Trump ကိုထောက်ခံခဲ့ပါတယ်။လို့တရ Elon Musk နဲ့ Donald Trump အခင်မင်ဆုံးတငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ Elon Musk ကဆယ်စုနှစ်ပေါင်များစွာအတွင်းမှာပထမဆုံး American ကားကုမ္ပဏီကိုတည်ဆောက်ခဲ့သူပါ။သူ့ရဲ့ဒုံးမြန်ကုမ္ပဏီကြောင့်သာ American အကသားရင်မှုတွေကိုအကသားတွေကိုပို့ဆောင်နိုင်ခဲ့တာလို့ချီးကျူးခဲ့ပါတယ်။ဒါပေမဲ့မေးခွန်းတစ်ခုကဘယ်လိုလုပ် Elon Musk နဲ့ Donald Trump ကရုတ်တရက်အခြေဆုံးတငယ်ချင်းတွေဖြစ်သွားခဲ့တာလဲ။အဲ့ဒါကိုလည်းဆက်လက်ဆွေးနွေးကြပါမယ်။ Tesla လာရဲ့ကိုပိုင်မောင်းနေနိုင်တဲ့ကားတွေမတူတဆဖြစ်ပေါ်တဲ့အခါမှာအစိုးရကဝင်ရောက်စစ်ဆေးပြီးတော့တက်စလာရဲ့နှီးပညာတွေကလူအသက်အန္တရာယ်တွေကိုထိခိုက်နိုင်မလားဆိုတာကိုစုံစမ်းခဲ့ပါတယ်။ Elon Musk ရဲ့ SpaceX ဒုံးမြန်တွေကဆော့လုပ်ပြီးစီပြီးပြန်တန်းဖို့အသင့်ဖြစ်နေပေမဲ့ engineer ဘိုင်းဆိုင်ရာပြဿနာကြောင့်မဟုတ်ဘဲနဲ့အစိုးရရဲ့စာရွက်စာတမ်းခွင့်ပြုချက်တွေကြောင့်နှောင့်နှေးခဲ့ရတာပါ။ Elon Musk ကတော့ဒုံးမြန်တစ်စီးစောက်ဖို့တဲ့အစိုးရခွင့်ပြုချက်ရဖို့ကပူကြတယ်လို့ပြောခဲ့မှုပါတယ်။ဒါနဲ့မကဘဲနဲ့ Neuralink ကုမ္ပဏီကမြောက်တွေပေါ်မှာ on-off chips တွေစမ်းသပ်တဲ့အခါမှာမြောက်တွေတည်ဆုံခဲ့ပါတယ်။အစိုးရ ကဒါကိုလိမ့်ဆန်ပေါ်မှာရက်ဆက်မှုလို့သတ်မှတ်ပြီးတော့ Neural Link ကိုလူသားတွေအပေါ်စမ်းသပ်ခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။အဲဒီအချိန်မှာ Elon Musk ရဲ့ကုမ္ပဏီတွေဟာအစိုးရရဲ့တရားစွဲဆိုမှု20ကြိုရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့် Elon Musk ဟာပြိုင်ဘက်တင်နေတဲ့မကဘဲနဲ့အမေရိကရဲ့စနစ်တစ်ခုလုံးနဲ့တိုက်ခိုက်နေရတဲ့သူတယောက်ဖြစ်ခဲ့ပါတယ်။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့အမေရိကန်ရဲ့အကြွေးပြဿနာဟာအချိန်မရွေးပေါက်ကွဲနိုင်တဲ့ပုံတစ်လုံးလို့ဖြစ်နေတာပါ။နောက်ထပ်တစ်ခုကနေစပြီးတော့အမေရိကန်အစိုးရဟာဝင်ငွေထက်သုံးဆွဲမှုကပုံများလာခဲ့ပါတယ်။ဒီအကျဉ်းချံဟာတနည်းထက်တနည်းပိုကြီးလာပါတယ်။ဒီလိုမကြီးများမှုကိုဖုံးလွှမ်းဖို့အတွက် အစိုးရအကျွေးတွေကိုဆက်လက်ချေယူနေရပြီးတော့2025ခုနှစ်မှာအမေရိကန်အကျွေးဟာဒေါ်လာ36ထရီလီယံအထိရောက်ရှိလာခဲ့ပါတယ်။ဒီလိုမှန်းစာဒီအကျွေးပြဿနာကိုသဘောပေါက်ခဲ့ပါတယ်။တကယ်လို့သာအမေရိကန်ဟာစီးပွားရေးကြာဆင်းမှုတွေထဲမှာပြိုလဲသွားခဲ့မယ်ဆိုလို့ရှိရင်အလုပ်လက်မှတ်ရများလာပြီးတော့ဘယ်သူမှသူ့ရဲ့ Tesla ကားတွေကိုဝယ်တော့မှာမဟုတ်ပါဘူး။ပြီးတော့အမေရိကန်ရဲ့စီးပွားရေးကြာဆင်းလာမယ်ဆိုလို့ရှိရင် Elon Musk ရဲ့နေဆွမ်းရေးလုပ်ငန်းဟာလည်းကြာဆင်းလာမှာဖြစ်ပါတယ်။လောက်ကိုင်းနေဆိုရှယ်နဲ့အခါမှာအင်ကာဂျိုခီးစဉ်အတွက်ဘယ်သူမှရန်ပုံငွေထောက်ပံ့မှာမဟုတ်တော့ပါဘူး။တစ်ချိန်ကမဖြစ်နိုင် ုင်မှုလို့ထင်ခဲ့တဲ့အရာတခုကအမှန်တကယ်ဖြစ်လာခဲ့ပါပြီကျွန်တော်ဟာသင်တို့အတွက်အသက်ရှူတန်းတိုင်းမှာတိုင်ပွဲဝင်ပြီးသွားမှာပါသင်တို့ဘယ်တော့မှစိတ်ပြောင်းမလုပ်ပါဘူးလို့ဒေါ်နယ်ထရန့်ကပြောခဲ့ပါတယ် I will fight for you with every breath in my body and I will never ever let you down Trump ကအစိုးရရဲ့မလိုအပ်တဲ့သုံးစွဲမှုတွေကိုဖျက်တောက်မယ်လို့ကြေပေးတဲ့အခါမှာ Elon Musk ကသူ့ကိုစီးပွားရေးကိစ္စတွေတူဦးအဖြစ်မြင်ခဲ့ပါတယ်။ဒါကြောင့် Elon Musk ကဒေါ်လာတန်ပေါင်းများစွာထည့်ဝင်ခဲ့ပြီးတော့ Donald Trump ကိုအမေရိကန်သမ္မတဖြစ်လာအောင်ကူညီခဲ့တာပါ။ Donald Trump သမ္မတဖြစ်လာတဲ့အခါမှာတော့သူက Elon Musk ကိုအစိုးရထိရောက်မှုဌာနလို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုရဲ့အကြီးအကဲဖြစ်ခန့်ခဲ့ပါတယ်။ဒီအဖွဲ့ကို Doge လို့နာမည်ပေးခဲ့တယ်။ဒီ Doge ရဲ့အရှိကောက်ကတော့ Department of Government Efficiency ဖြစ်ပါတယ်။ဒီအဖွဲ့ကို American သမ္မတ Donald Trump ရဲ့ဒုတိယသက်တမ်းမှာ2025ခုနှစ် နဝါရီလ20ရက်နေ့မှာသမရအမိန်နဲ့ဖွဲ့စည်းခဲ့တဲ့အဖွဲ့အစည်းတစ်ခုပါဒီဖွဲ့ကို Elon Musk နဲ့ Bill Gates မီတို့ကဥဆောင်ပါတယ်နာမည်ရဲ့အတူကဒီအိုဂျီဆိုတဲ့ Doge ကတော့ Elon Musk ကြိုက်တဲ့ Doge Coin ဆိုတဲ့ Digital ငွေကြီးနဲ့ဆက်ဆက်ပြီးတော့ပေါ်ပေါ်ပါပါအမည်ပေးထားတာပါဒီအိုဂျီလို့ခေါ်တဲ့ Doge မှာရည်မှန်းချက်ကြီးကြီးမားမားနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့အစိုးရရဲ့မလိုအပ်တဲ့သုံးစွဲမှုဒေါ်လာ2 trillion ကိုဖြတ်တောက်ပြီးတော့2025ခုနှစ်စက်တင်ဘာလမှာဒေါ်လာ1 trillion တက်တောင်းလို့ခေါ်ပါဒုတိယတစ်ခုကတော့ bureaucracy စနစ်ကိုဖြတ်သိမ်းပြီးတော့ဆိုင်ယက်ဆ ာတန်းဆိုင်ရာအတားအဆီးတွေကိုဖယ်ရှားမယ်စမ်းသစ်တီထွင်မှုကိုအရှိန်မြင့်တင်ဖို့ပါခဏတာတော့ Elon Musk နဲ့ Donald Trump တို့ရဲ့ယင်းကြီးတဲ့ဆက်ဆံရေးဟာလူတွေရဲ့အံ့ဩမှုကိုရရှိခဲ့ပြီးတော့အယုံဆိုင်မှုအများပြားခံခဲ့ရပါတယ်ဒိန်းထာနာတွေကသူတို့အကြောင်းကိုမရေမနာပြောနေခဲ့ကြတယ် Austria Store Share တွေကဝယ်ယူမှုမြင့်တက်သွားခဲ့တဲ့ Tesla ရဲ့ Store Share တန်ဖိုးဟာ169ရာခိုင်နှုန်းအထိထိုးတက်သွားခဲ့ပါတယ်နောက်ဆုံးမှာ Elon Musk ဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပြန်ပါတယ်အားလုံးက Elon Musk နဲ့ Donald Trump ကကမ္ဘာကိုအုပ်ချုပ်တော့မယ်လို့ထင်ခဲ့ကြတဲ့အချိန်မှာပဲထူးထူးဆန်းဆန်း တစ်ခုဖြစ်ပွားခဲ့ပါတယ်၅လအတွင်း Doge အဖွဲ့ဟာပြိုလဲသွားခဲ့တယ်တပတ်အတွင်းမှာပဲ Doge အဖွဲ့စီဟာတရားစွဲဆိုမှု30ခုနဲ့ရင်ဆိုင်ခဲ့ရတာပါဆိုရဝန်ထမ်းတွေကပုံကန်ခဲ့ကြတယ်ဥပဒေပညာရှင်တွေကတော့ဒီအဖွဲ့စီဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တယ်လို့ဝေဖန်ခဲ့ကြပါတယ်အဆိုဆုံးပိုင်းကတော့ Doge အဖွဲ့မှာစီးမျဉ်းတွေပြောင်းလဲဖို့ဥပဒေအရအာဏာမရှိခဲ့ပါဘူးဒါကိုလုံးပိုင်ခွင့်ရှိတာကကွန်ဂရက်လွတ်တော်ပါတီတစ်ခုတည်းပဲဖြစ်ပါတယ်ဒါကြောင့် Doge ဟာတာဝန်ခံရပြီးတော့ဘာမှထိန်းချုပ်ပိုင်ခွင့်မရှိခဲ့ပါဘူးဒီအဖွဲ့ဟာထင်သလောက်အောင်မြင်မှုတွေများရှိခဲ့ကြပါဘူး2025ခု နှစ်ဇွန်လမှာဒေါ်လာ2 trillion တက်တောင်လုံးမယ်လို့ကြီးမားထားပေမဲ့ရုရှားဒေါ်လာ180 billion ပဲတက်တောင်လုံးနိုင်ခဲ့ပါတယ်။မေလရောက်တဲ့အခါမှာတော့ Elon Musk ကဒေါ်ရှယ်အကြီးအကဲရာထူးကနေနှုတ်ထွက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Donald Trump ကအာအသိစရာကြေညာချက်တခုကိုထုတ်ပြန်ခဲ့ပါတယ်။သူကတခုတည်းသောဥပဒေကြမ်းလို့ခေါ်တဲ့အစီအစဉ်တခုကိုမိတ်ဆက်ခဲ့ပြီးတော့ဒီမှာပဲ Elon Musk နဲ့ Donald Trump ရဲ့စစ်ပွဲဟာတကယ်စတင်ခဲ့ပါတယ်။ Donald Trump ကသူ့ရဲ့တခုတည်းသောဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့ဒီလိုပြောခဲ့ပါတယ်။ We call the great big beautiful bill because that's what it is and uh, uh, again biggest tax cuts in history biggest economic development moves တော်ကြီးမာပြီးလာပါတဲ့ဥပဒေချမ်းလို့ခေါ်ပါတယ်ထရန့်ကသူ့ရဲ့ဟောပြောချက်တွေမှာဒီလိုဆွဲဆောင်မှုရှိတဲ့အတုံးတုံးတွေကိုမကြာခဏအတုံးလေးရှိပြီးတော့ဒီအမည်ကသူ့ရည်ညွန်းတဲ့ဥပဒေချမ်းကိုပုံမထင်ရှားပြီးတော့လူစိတ်ဝင်စားအောင်ယူဝယ်ပြီးတော့ပေးထားတာပါဒီဥပဒေချမ်းကအဓိကအနေနဲ့အခွန်ပြတ်တောက်မှုတွေစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အစိုးရအတုံးဆွဲမှုဆိုင်ရာပြင်ဆင်မှုတွေပါဝင်တဲ့အကြီးစားဥပဒေချမ်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အဲ့လောက်မယူရှင်းပါဘူးဒါဆိုလို့ရှိရင်ဒီတစ်ခုလေးတော့လှပတဲ့ဥ ွေ့ကြံဆိုတာပါလေ။စာရွက်ပေါ်မှာတော့ဒါခွန်ဖြတ်တော့မှုတွေနဲ့ပြုပြင်ပြောင်းလဲရေးတွေနဲ့ပေါင်းစည်းမှုတခုတို့ထင်ရပါမယ်။တကယ်တမ်းမှာဒါစီးပွားရေးလောကမှာငလျင်တခုလိုပါပဲ။ထို့သဖြင့် Elon Musk လို့နာမည်ကြီးသူတယောက်အတွက်ပေါ့။ဘာကြောင့်လဲဆိုတာကိုရှင်းပြပေးပါမယ်။ပထမအကြောင်းရင်းကတော့စီးပွားရေးပညာရှင်တွေကဒီဥပဒေကျင့်ဟာစီးပွားရေးပြိုလဲဖို့အတွက်ဦးတည်နေတယ်လို့ယူဆနေကြပါတယ်။ Elon Musk ကလည်းဒီဥပဒေကျင့်ဟာလာမယ့်10နှစ်အတွင်းမှာအမေရိကန်ရဲ့ဝင်ငွေကိုဒေါ်လာ2.5 trillion အထိရောကြစေနိုင်မယ်လို့ယုံကြည်နေပါတယ်။ You know I was like disappointed to see the massive expensive spending bone. ဒါကအမေရိကကိုနောက်ထပ်စီးပွားရေးအကြံတဲတွေကိုတွန်းပို့နိုင်မယ်လို့ Elon Musk ကထင်ခဲ့တယ်ပေါ့။နောက်ထပ်ဒုတိယအကြောင်းရင်းကတော့ဒီဥပဒေကြမ်းဟာလျှက်စစ်ကားတွေအတွက်တည်ထံပေးလိုက်သလိုပါပဲ။ဒီဥပဒေကြမ်းကလျှက်စစ်ကားဝယ်သူတွေအတွက်ဒေါ်လာ8500အခွင့်တတ်တာခွင့်ကိုဖြတ်စည်းလိုက်တာပါ။ပြောရရင်တော့ဗျာ Tesla ကားတွေကချက်ချင်းပဲဒေါ်လာ8500ပိုစည်းကြီးလာမှာပါ။ဒီလိုဖြစ်လာရင်ဘာတွေဆက်ဖြစ်လာနိုင်မလဲ။ Tesla ရဲ့အဓိကဖောက်တဲ့ဖြစ်တဲ့လူလက်တန်းစားဝယ်ယူသူတွေဟာကားဝယ်ယူမှုကျော်နေသွားမှာပါ။တတိယအကြောင်းရင်းကတော့တရုတ်ဘက်ထရီအပေါ်ချမှတ်လိုက်တဲ့အခွင့် ြဿနာပါအမေရိကန်ဆိုရကတရုတ်ကလာရဗတိပစ္စည်းတွေအပေါ်မှာ921ရာခိုင်နှုန်းအထိအခွင့်ချမှတ်ထားပါတယ်ဒါကဒီတိုင်းအပေါ်ရန်ကြည့်မယ်ဆိုလို့ရှင်တော့တရုတ်ကုမ္ပဏီတွေကိုတန်ခတ်တာလို့ထင်ရပါမယ်တကယ်တမ်းမှာတော့ဒါ Tesla ကိုပါထိခိုက်စေပါတယ်ဘာကြောင့်လဲဆိုတော့ Tesla ရဲ့ဗတိထောက်ပံ့သူတွေရဲ့40ရာခိုင်နှုန်းနီးပါးဟာတရုတ်ကုမ္ပဏီတွေဖြစ်နေလို့ပါဒါကိုလွယ်လွယ်နဲ့နားလဲလွယ်အောင်ပြန်ပြီးတော့ရှင်းပြရမယ်ဆိုလို့ရှင် Tesla ကုမ္ပဏီကလျှက်စစ်ကားတွေထုတ်လုပ်ဖို့အတွက်ဘက်တရီတွေလိုအပ်ပါတယ်ဒီဘက်တရီတွေကိုထုတ်လုပ်ဖို့လိုအပ်တဲ့ကုန်ကျန်းပစ္စည်းတွေနဲ့အစိပ်ပိုင်းတွေကိုတော့ကဘာတဝမ်း န်းကဝယ်ယူရပါတယ်ဒီလိုဝယ်ယူတဲ့ထဲမှာမှာတရုတ်ကုမ္ပဏီတွေက40ရာခိုင်နှုန်းနီးပါးပါဝင်တယ်လို့ပြောချင်တာပါအခုဆိုလို့ရှိရင်ဘက်တီဆဲတိုင်းရဲ့ကုန်ကြမ်းစရာပုံမပြီးတော့မြင့်တက်လာနေပါတယ်ဒီချက်ကတက်စလာကိုဆက်ဆက်ပြီးတော့ထိခိုက်စေတဲ့ထိခိုက်မှုတစ်ခုဖြစ်ပါတယ်ဘာလို့လဲဆိုတော့လျှက်စစ်ကအခွန်တက်တာဝင်ဖြတ်သိမ်းလိုက်တာကတက်စလာကားတွေပို့ပြီးတော့ဈေးကြီးလာစေပါတယ်ဈေးပို့ကြီးလာရင်လူတွေဝယ်လို့အားကြာဆင်းပြီးတော့အလားတူပဲအခွန်နှုန်းတွေလွန်မြင့်မားလာမယ်ဆိုလို့ရှိရင် ကုန်ညာကုန်ကြစိတ်တွေတက်လာပါမယ်ကုန်ကြစိတ်တွေတက်လာမယ်ဆိုလို့ရှိရင်အမျက်အစွန်းတွေယောနေလာပါမယ်အဲ့လိုမျိုးရောင်းအားတွေကျဆင်းပြီးတော့ကုန်ကြစိတ်တွေမြင့်တက်လာတဲ့အခါမှာဘာဖြစ်လာမလဲရှင်းပါတယ် Tesla ရဲ့ stock share တန်ဖိုးတွေပြိုလဲကျဆင်းလာမှာပါ stock တန်ဖိုးတွေပြိုလဲသွားမယ်ဆိုရင်တော့ Tesla ရဲ့တိုးချမှုအစီအစဉ်တွေကရပ်တန့်ထားရဖို့ဖြစ်လာနိုင်ပါတယ်ဒါကိုနားလည်လွယ်အောင်ပြန်ပြီးတော့ရှင်းပြရမယ်ဆိုလို့ရှိရင် Tesla ရဲ့ stock တန်ဖိုးတွေကပြိုလဲသွားမယ်ဆိုလို့ရှိရင် Tesla ကုမ္ပဏီရဲ့ share ဈေးနှုန်းတွေကတိတိကျကျကျဆင်းသွားမှာပါ stock ဈေးနှုန်းတွေကျဆင်းသွားမယ်ဆိုလို့ရှိရင်တော့ကုမ္ပဏီ ရဲ့တံပိုးလည်းရောကျသွားပြီးတော့ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုကိုလည်းထိခိုက်နိုင်ပါတယ်။ဒါကော်မတီအတွက်ငွေကြေးရရှိဖို့ခက်ခဲလာနိုင်ပါတယ်။ Tesla ရဲ့တိုးချဲ့မှုအစီအစဉ်တွေကိုရပ်တန့်ထားရဖို့ဖြစ်လာနိုင်တယ်ဆိုတာကတော့ Tesla ကော်မတီကသူတို့ရဲ့စီးပွားရေးကိုပိုကြီးထွားအောင်လုပ်ဖို့အစီအစဉ်တွေရှိပါတယ်။ဒီအစီအစဉ်တွေကတော့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဆိုင်ရုံအစ်တွေစောက်တာတွေ၊ကားမျိုးစားအစ်တွေဆက်လက်ပြီးတော့ထုတ်လုပ်တာတွေဒါမှမဟုတ်ဈေးကွက်အစ်တွေချဲ့ထွင်တာတွေဒီလိုမျိုးဆက်လက်မလုံဆောင်နိုင်တော့ဘဲရပ်တန့်ထားဖို့ဖြစ်လာနိုင်တယ်လို့ပြောချင်တာပါ။ဒီပြဿနာတွေက Tesla တကူတည်းကိုပဲထိခိုက်နေရမှာမဟုတ်ပါဘူး။စ SpaceX ကိုပါထိခိုက်နေပါတယ်။ NASA နဲ့ပင်တယ်ကွန်က Elon Musk ရဲ့ SpaceX ကိုဒေါ်လာ22ဘီလီယံတန်ဖိုးရှိတဲ့စာချုပ်တွေပေးအပ်ခဲ့ပြီးမယ်။ Donald Trump ကတော့ဒီစာချုပ်တွေကိုမလိုအပ်ဘဲနဲ့ဖောင်းပွားနေတယ်ဆိုပြီးတော့လာမယ့်ဒုံးမြန့်ပြစ်လွတ်မှုတွေအတွက်ဒေါ်လာ145သန်းတန်ဖိုးရှိတဲ့စာချုပ်တွေကိုဖျက်သိမ်းမှုစီစဉ်နေပါတယ်။ Donald Trump ကနောက်ထပ်ဒုံးမြန့်ပြစ်လွတ်မှုအတွက်ဒေါ်လာ145သန်းတန်ဖိုးရှိတဲ့စာချုပ်တွေကိုဖျက်သိမ်းမှုစဉ်းစားနေုံနဲ့မကပဲနဲ့အင်တာနက်ချိတ်ဆက်မှုဆိုင်ရာအစီအစဉ်တစ်ခုလည်းရှိပါတယ်။အမေရိကန်ဆိုရကနိုင် င်ငံတဝမ်းမှာအင်တာနက်ချိတ်ဆက်မှုတိုးချဲ့ဖို့အတွက်ဒေါ်လာ42.45ဘီလီယံခွဲတန်းထားခဲ့ပါတယ်။ Elon Musk ရဲ့ Starlink ကုမ္ပဏီကဒီအစီအစဉ်ကနေအများဆုံးအကျိုးမြတ်ရဖို့အလားအလာရှိခဲ့ပေမယ့်အခုတော့ဒါတောင်အန္တရာယ်ရှိတဲ့အနေအထားမှာရှိနေပါတယ်။တတိယအချက်အနေနဲ့ Solar City ကုမ္ပဏီကလည်းထိခိုက်နိုင်ပါတယ်။ဒီဥပဒေကြမ်းဟာ Solar City ရဲ့တိုးတက်မှုကိုမောင်းနှင်ပေးခဲ့ပေမယ့်တောင်းရခိုင်နှုန်းနေဆွမ်းရင်အခွန်တက်တာခွင့်ကိုပါဖျက်သိမ်းလိုက်တာပါ။နောက်ဆုံးအနေနဲ့အခြေအနေတွေကိုပိုဆိုးသွားစေတာကတော့ Elon Musk ရဲ့ AI model တစ်ခုဖြစ်တဲ့ Grok ကိုပါထိခိုက်နေတာပါ Groth AI ရဲ့ဉာဏ်ရည်တူး engine တွေက super computer တွေပေါ်မှာအလုပ်လုပ်ပါတယ်ဒါပေမဲ့ဒီမှာပြဿနာတစ်ခုရှိပါတယ်ဒီ super computer တွေရဲ့လျှက်စစ်တာအားကတန်ရှင်းလေတူအပ်ဥပဒေ clean air အခွင့်ပြုချက်မရှိဘဲလက်ပတ်နေတာဖြစ်နိုင်ပါတယ်ပြောရရင်တော့ super computer တွေက data center တွေလက်ပတ်ဖို့အတွက်လက်စစ်တာအားကအများပြားလိုအပ်ပါတယ်ဒီ data တွေကအများသောအားဖြင့် database စိတ်ုံတွေဥမာကြောင်မီတွေသဘာဝတုံးတွေဒါမှမဟုတ်ပြန်လဲပြန်ဖြစ်နိုင်တဲ့စွမ်းအင်တွေကလည်းရရှိတာပါဒီ database စိတ်ုံတွေကလေတူးညံ့မှုဖြစ်စေနိုင်တဲ့ဓာတ်ငွေတွေထုတ်လွှတ်တာကြောင့် clean air အပ်ရဲ့ ဲ့စီးမြင်တွေအား data center တွေအားသူတို့ရဲ့ဓာတ်အားသုံးစွဲမှုနဲ့ဆက်စပ်တဲ့ညဉ့်ဉန်းထုတ်လွှင့်မှုတွေကိုထိန်းချုပ်ဖို့ခွင့်ပြုချက်ရယူရပါတယ်တကယ်လို့သာဒီ data center တစ်ခုက clean air act ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့လဲပတ်နေတယ်ဆိုလို့ရှိရင် EPA ကနေပြီးတော့စစ်ဆေးမှုတွေလုံဆောင်ပြီးတော့ဓာတ်ငွေတွေဓာတ်မှုလဲပတ်မှုကိုရပ်တန့်ဖို့အမိန့်ပေးနိုင်ပါတယ်အဲ့ဒီအတိုင်းပဲတကယ်လို့သာပါဝင်ကျင်ထိန်းသိမ်းရေး agency လို့ခေါ်တဲ့ EPA ကတင်းကျပ်စွာနဲ့စစ်ဆေးမယ်ဆိုလို့ရှိရင် Elon Musk ရဲ့ growth ရဲ့လက်စစ်တအား1200 MW ကနေ150 MW အထိကျဆင်းသွားနိုင်ပါတယ်ဒါ ဆိုရင်တော့ growth ရဲ့လုပ်ငန်းတစ်ခုလုံးဟာရပ်တန့်သွားနိုင်ပါတယ်အချင်းချုပ်ပြောရရင်တော့ဗျာ Tesla ရဲ့ stock share ဈေးကွက်တွေကကျဆင်းနေတယ် Solar City ရဲ့ company တွေက annual ရှိတဲ့အနေအထားမှာရှိနေတယ် SpaceX ဟာချင်းချောက်ခံနေရတယ်။ Growth ကတော့လျှက်စစ်တာဖြတ်တောက်ခံရဖို့အနေနဲ့ရှိနေတယ်။ ဒီရာအားလုံးဟာတခုတည်းသောဥပဒေကြမ်းတစ်ခုကြောင့်ဖြစ်ပေါ်နေရပါဒါကတစ်ချိန်ကအလွန်ရင်းနှီးတဲ့ဆက်ဆံရေးအဖြစ်ကစတင်ခဲ့ပြီမြင်အခုတော့စီးမြင်မရှိတဲ့ရံပွဲတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါပြီကြောက်စရာကောင်းတာကဒီရံပွဲဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ကမ္ဘာအာဏာအရှိဆုံးပုဂ္ဂိုလ်တွေရဲ့တိုက်ပွဲဖြစ်နေပါတယ်ဒီတိုက်ပွဲဟာအမေရိကရဲ့စံတစ်တီထွင်မှုအနာဂတ်ကိုဆုံးဖြတ်ပေးနိုင်တဲ့တိုက်ပွဲတစ်ခုပါပဲဒါပေမဲ့ဇွန်လ17ရက်နေ့မှာ Elon Musk ကသူ့ရဲ့ X platform မှာသူ့ရဲ့ဝေဖန်မှုတချို့ဟာလွန်ကျူးသွားတယ်လို့ဝန်ခံခဲ့ပြီးတော့ Trump ပေါ်မှာနောက်လာရတယ်လို့ဖော်ပြခဲ့ပါ ါတယ်ဒီတောင်းမှတ်မှုဟာ Trump နဲ့တည်တံ့ဖုံးပြောဆိုပြီးမှထွက်ပေါ်လာခဲ့တာပါဆက်ဆံရေးပြန်လည်ထူထောင်မှုပထမခြေလှမ်းလို့လည်းယူဆရပါတယ် Trump က New York Post ရဲ့ interview တစ်ခုမှာ Elon Musk ရဲ့တောင်းမှတ်မှုဟာအရင်ကောင်းတယ်လို့မှတ်ချက်ပေးခဲ့ပြီးတော့ပြန်လည်တင်မြှတ်ဖို့ဖြစ်နိုင်တယ်လို့လည်းပြောခဲ့ပါသေးတယ်ဒီတိုင်းဆိုလို့ရှိရင် Elon Musk နဲ့ Donald Trump တို့ရဲ့ဆက်ဆံရေးဟာရင်းနှီးမှုအနဲ့အငင်းပွားမှုစီကိုရောက်သွားခဲ့ပြီးတော့အခုဆိုလို့ရှိရင်ပြန်လည်တည်ငြိမ်ဖို့ကြိုးပမ်းနေပါတယ်ဒါပေမဲ့သူတို့ကအရင်လိုရင်းနှီးတဲ့မဟာမိတ်တွေဖြစ်နိုင်မလားဒါမှမဟုတ်ဒီအငင်းပွားမှုဟာဆက်လက်တင်းမာနေမလားဒီကြောင့်ရတဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုကြည့် နေတဲ့သူရဲ့အမြင်ကိုလည်းသိကြပါရဲ့အဲ့တော့ဒီ video ရဲ့ comment အောက်မှာဒီကြောင်းနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်လဲဆိုတာကိုပါဆွေးနွေးပြလို့ရပါတယ်ဒီစစ်ပွဲပြီးသွားတဲ့အခါမှာတော့ Elon Musk ရဲ့ empire ဟာပြိုလဲသွားနိုင်တယ်လို့ Washington DC ကလည်း Elon Musk လိုစမ်းသစ်တီထွင်သူတရားကိုဖိနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လာနိုင်တယ်ဆိုတာကိုနားလည်လာနိုင်ပါတယ်ဒါကိုပြန်ပြီးတော့သုံးသပ်ပြရရင်တော့ဗျ Elon Musk လိုစမ်းသစ်တီထွင်သူတရားကိုဥပဒေတွေစီးမြင်နေတာမှအခြားဖိအားပေးမှုတွေနဲ့ပြင်းပြင်းထန်ထန်ကန့်သတ်မယ်ဆိုလို့ရှိရင်ဥမာရင်လည်းကျွန်တော်အထက်မှာပြောခဲ့တဲ့ Elon Musk ရဲ့ကုမ္ပဏီတွေကိုအခွင့်အရေးတိုးမြှင့်တာ ဇာယုတ်တွေဖြတ်သိမ်းတာဒါမှမဟုတ်ဥပဒေနဲ့အရေးယူရာမျိုးတွေပါဝင်နိုင်ပါတယ်။ဘာဖြစ်လာနိုင်လဲဆိုလို့ရှိရင် Elon Musk ရဲ့ Sentient တူထမှုတွေဟာဆက်လက်ပြီးတော့ကြီးထွားလာနိုင်တော့မှာမဟုတ်ပါဘူး။နောက်ပြီးတော့စီးပွားရေးထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ Tesla နဲ့ Space လို့ကုမ္ပဏီတွေက American စီးပွားရေးမှာအလုတ်ကင်တွေထောင်ပေါင်းများစွာဖန်တီးပေးထားပြီးတော့ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ဈေးကွက်ကိုဥဆောင်နေတာပါ။နောက်ပြီးတော့အစိုးရရဲ့အာကာသအစီအစဉ်တွေကိုပါထိခိုက်နိုင်ပါတယ်။ SpaceX ဟာ NASA နဲ့ပင်တကွန်ရဲ့အာကာသအစီအစဉ်တွေမှာအဓိကကြတဲ့အာကာသသမားဖြစ်ပါတယ်။သူတို့ဟာဒေါ်လာ22ဘီလီယံတန်ဖို ိုးကြီးတဲ့စာချုပ်တွေနဲ့လာပေါ်ခီးစဉ်တွေဂျူရုလွတ်တုံမှုတွေနဲ့ APP ဆိုင်ရာအာကာသစခန်းတွေကိုဝန်ဆောင်မှုပေးနေပါတယ်။တကယ်လို့သာ Elon Musk ကိုဖိနှိပ်ပြီးတော့ SpaceX ရဲ့စာချုပ်တွေကိုဖျက်သိမ်းနိုင်မယ်ဆိုလို့ရှိရင်တော့ American ရဲ့အာကာသအစီအစဉ်တွေကနှောင့်နှီးသွားနိုင်ပြီးတော့တရုတ်လိုပြိုင်ပန်းနိုင်ငံတွေကဥဆောင်သွားနိုင်ပါတယ်။နောက်ပြီးတော့ Sun 1 2 Twin တို့တွေကနိုင်ငံပြောင်းသွားနိုင်ပါတယ်။ Elon Musk လို Sun 1 2 Twin တို့တွေကအစိုးရရဲ့ဖိနှိပ်မှုကြောင့် American မှာဆက်လက်လုပ်ကိုင်မှုခက်ခဲလာမယ်ဆိုလို့ရှိရင်တော့အခြားနိုင်ငံဥပမာတရုတ်ဥရောပဒါမှမဟုတ်အခြားနိုင်ငံတွေမှာသူတို့ရဲ့ ဲ့လုပ်ငန်းတွေကိုပြောင်းရွှေ့သွားနိုင်ပါတယ်။ဒါကအမေရိကန်အတွက်နှီးပညာအလုပ်ကိုင်းတဲ့စီးပွားရေးဆိုင်ရာဆုံးရှုံးမှုကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။အဲ့တော့ကျွန်တော်ခုနပြောခဲ့တဲ့ Elon Musk ရဲ့ Empire သာတကယ်လို့ပြိုလဲသွားမယ်ဆိုလို့ရှိရင်ဒီ Washington DC ကလည်းဒီ Sandwich တူထွန်းတူတယောက်ကိုဖိနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လာနိုင်လဲဆိုတာကိုသူတို့နားလဲပါတယ်။ဒီဇလန်တစ်ခုလုံးကကျွန်တော်တို့ကိုအရေးကြီးတဲ့သင်ကန်းစာ၃ခုကိုတင်ပေးပါတယ်။ဓမ္မသင်ကန်းစာကတော့ Sandwich တူထွန်းမှုဟာ Empire တွေတည်ဆောက်နိုင်ပေမယ့်ဝါရားတွေကတ냐အတွင်မှာအားလုံးကိုဖျက်ဆီးပြစ်နိုင်ပါတယ်။ဒီဖြစ်ရပ်ကိုကြည့်မယ်ဆိုလို့ ရှင် Tesla ဟာပြိုင်ဘက်ကုမ္ပဏီတွေကြောင့်ထိခိုက်နေတာမဟုတ်ဘဲနဲ့အခုဥပဒေပြင်ဆင်မှုတစ်ခုကြောင့်ဒုက္ခရောက်နေတာပါနောက်ထပ်ဒုတိယသင်္ကန်းစာတစ်ခုကတော့စနစ်တစ်ခုဟာကျွန်တော်တို့ကိုအတောင်ပံတွေပေးနိုင်ပြီမယ်ဒီအတောင်ပံတွေကိုဖျက်တောက်ပြစ်နိုင်တယ်ဆိုတော့ကိုလည်းသတိရပါဒါကြောင့်စနစ်နဲ့ထိတွေ့တဲ့အခါမှာအမြဲတမ်းသတိထားပြီးတော့ view site ကိုလိုအပ်ပါတယ်နောက်ဆုံးသင်္ကန်းစာတစ်ခုကသင်ရဲ့အနာဂတ်ကိုတစုံတရာရဲ့အာဏာပေါ်မှာတိဆောက်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီအာဏာရဲ့ခလုတ်ကိုဘယ်သူပိုင်ဆိုင်ထားလဲဆိုတာသေချာသိထားပါဘာလို့လဲဆိုရင်တော့ဒီနေ့မှာအဲ့ဒီခလုတ်ဟာပြောင်းလဲသွားနိုင်ပါတယ်ဒါ Elon Musk နဲ့ Trump ရဲ့ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကနေကျွန်တော်တို့သင်ယူရမယ့်အရာတွေပါကျွန်တော်ရဲ့ပရိုဂရမ်တစ်ခုနဲ့မိတ်ဆက်ပေးပြသေ ကျွန်တော်ကိုယ်တိုင်တရားစနစ်တကျသင်ကြားပေးမဲ့ YouTube Mastery Program မှာကျွန်တော်ကိုယ်တိုင်မှားခဲ့တဲ့အမှားတွေ၊ view နဲ့ပြီးလူစိတ်ဝင်စားမှုနည်းတဲ့ဗီဒီယိုတွေကနေလူတွေကိုယ့်ဗီဒီယိုကိုကြည့်ချင်လာအောင်ကိုယ့် YouTube Channel Grow ဖြစ်လာအောင်ဘယ်လိုလုပ်ခဲ့လဲဆိုတာတွေနဲ့ International Content တွေဖန်ပြီးပြီးတော့ဝင်ငွေရှာခဲ့တဲ့အတွေ့အကြုံတွေကိုပါသင်ကြားပေးသွားမယ့် Program ဖြစ်ပါတယ်။အခုမှစပြီးတော့ Content Creator လမ်းကြောင်းကိုရှောက်လမ်းမဲ့သူတွေအတွက်ကျွန်တော်တို့အမှားတွေနဲ့အချိန်တွေအများကြီးမကုန်စေဘဲနဲ့ကိုရောက်ချင်တဲ့ကိုယ်ကိုမြန်မြန်ရောက်စေဖို့ပါဒီ Social Media Platform တွေကိုကျွန်တော်တို့ကသုံးစွဲရုံနဲ့မဟုတ်ဘဲနဲ့ကိုဝါသနာပါလာတွေကို ချပြရင်မျှဝေရင်လည်းဝင်ငွေရှာနိုင်တဲ့အထိစွမ်းဆောင်နိုင်တယ်လို့ယူရပါတယ်ဒီ program fee ကတော့ Evergreen YouTube video content တစ်ပုဒ်ကနေပြန်ရတဲ့ငွေပမာဏလောက်သာရှိပါတယ်နောက်ပြီးတော့ bonus တွေ Alibaba discount တွေပါပေးထားပါတယ်ဒါပေမဲ့နောက်လာနောက်လာတွေမှာ program fee ကဒီ program fee နဲ့ရနိုင်တော့မှာမဟုတ်ပါဘူး okay ဒါဆိုလို့ရှင်ဒါကိုနောက်မှပြောပါမယ်ရင်းအဆုံးပြောမှာကဒီ program ကိုဘယ်သူတွေ join နေလဲဆိုတာပါဒီ program ကိုဘယ်သူတွေ join နေလဲဆိုရင်တော့ YouTube ကနေဝင်ငွေလမ်းကြောင်းတို့တိစောက်ချင်သူတွေ video တွေတင်နေပေမဲ့ view တွေ subscriber တွေမတက်လို့စိတ်ညစ်နေတဲ့သူတွေကိုယ့်ရဲ့ channel ကိုကြီးထွားဖို့တို့ တကယ်ကိုတန်ဖိုးရှိတဲ့လိုအပ်ချက်တွေကိုတိလို့သူတွေ join နေပါတယ်ဒါဟာပုံမှန် YouTube သင်တန်းတစ်ခုမဟုတ်ပါဘူးကိုယ့်ရဲ့ YouTube channel ကိုတကယ်တိုးတက်စေဖို့ issue သူတွေကိုဆွဲဆောင်နိုင်ဖို့နဲ့ရေရှည်ဝင်ငွေရရှိစေဖို့အတွက်ဖန်တီးထားတဲ့လက်တွေ့ကြရတဲ့ program တစ်ခုဖြစ်ပါတယ်ဒီ program မှာ module 9ခုနဲ့သင်ကြားမှာဖြစ်ပါတယ် module 1မှာဆိုလို့ရှိရင် content creator တွေရဲ့ live အကြောင်းနဲ့ဒီ content creator တွေမှာရှိတဲ့ mindset တွေအကြောင်းကိုသင်ကြားပေးထားတာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကဒီ social media platform တွေပေါ်မှာလုပ်တဲ့အခါမှာမတိမဖြစ်တိရမယ်ရတာတော့တို့ရဲ့ policy တွေပါအဲ့တော့ဒီ module YouTube 1မှာဆိုလို့ရှိရင်မတိမဖြစ်တရားမယ် YouTube copyright policy တွေကိုတင်ကြရမှာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ Module 2မှာဆိုလို့ရှိရင်အဓိကအကြောင်းအရာတွေဖြစ်တဲ့ကျွန်တော်တို့ရဲ့ channel branding တွေပြီးတော့ကျွန်တော်တို့ရဲ့ video တွေဆက်လက်ဆက်လက်ထုတ်နိုင်ဖို့အတွက် video topic idea တွေကိုဘယ်လို research လုပ်ရမလဲဆိုတဲ့လိုအပ်ချက်တွေနဲ့ကိုယ့်ရဲ့ video တွေကိုအစာပိုင်းနဲ့အဆုံးအထိကြီးစုတွေကိုဆွဲခေါ်နိုင်မယ်လူတည်နေတဲ့ video hook နည်းလမ်းတွေပေါင်းရပါတယ်ပြီးတော့ evergreen content တွေအကြောင်းနဲ့ကျွန်တော်တို့ရဲ့ video တွေကိုဖန်ပြီးတဲ့အခါမှာဆွဲဆောင်မှုရှိတဲ့ script တွေနဲ့ဒီ script တွေကိုဘယ်လိုမျိုး storytelling နဲ့ပြန်လဲပြီး ီးတော့ချပြရမယ်ဆိုတော့လိုအပ်ချက်တွေကိုတင်ကြားပေးသွားမှာဖြစ်ပါတယ်နောက်ထပ်အနေနဲ့မတိမဖြစ်တီးရမယ် YouTube algorithm လိုအပ်ချက်တွေကိုတင်ကြားမှာဖြစ်ပါတယ်နောက် module 3မှာတော့ video editing ကိုလောလောကူကူနဲ့မြန်မြန်ဆန်းဆန်းလုပ်လို့ရမယ် video editing technique တွေနဲ့ကိုယ့်ရဲ့ video ကိုအစနဲ့အဆုံးထိလူတွေကြည့်ကြအောင်ဆွဲခေါ်သွားနိုင်မယ် editor secret guide တွေပါတင်ကြားပေးမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်နဲ့အတူတူ project တွေကိုလက်တွေ့ edit လုပ်ရမယ့်အပိုင်းလည်းပါပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ရဲ့ video တွေမှာအရေးပါဆုံးအခန်းကဏ္ဍတစ်ခုကနေပါဝင်နေတယ်ကျွန်တော်တို့ရဲ့အတန် quality ဖြစ်ပါတယ် ယ်ဒီကျွန်တော်တို့မှာရှိနေတယ်ပို့ပြီးတော့ quality ကောင်းတဲ့ audio quality တွေရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းတွေညားပေးတော့မှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ view တွေရဲ့အရှင်တွေကိုမြင့်တင်ပေးမယ် sound effect တွေကိုဘယ်လိုစနစ်တကျသုံးရမလဲဆိုတာတွေပါဒီ module 3မှာသင်ကြားမှာဖြစ်ပါတယ်နောက်ထပ် module 4မှာတော့ကျွန်တော်တို့တွေက Facebook YouTube TikTok ဒီ platform တွေမှာ video တွေတင်တဲ့အခါမှာဒီ platform တွေကနေဆောင်းရရှောင်းရအချက်တွေနဲ့ဒီ platform တွေရဲ့ monetization အကြောင်းအရာတွေကိုအသေးစိတ်သင်ကြားမှာဖြစ်ပါတယ်နောက်ပြီးတော့ international content တွေဖန်ပြီးတော့ဘယ်လိုမျိုးဝင်ငွေရှာရမလဲဆိုတဲ့အကြောင်းအရာ ာတွေကိုဒီမော်ဂျူဖို့မှာတင်ကြားမှာဖြစ်ပါတယ်ဒီမော်ဂျူဖို့မှာအဓိကထူးခြားတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ CIA ဖွံ့ဖြိုးလာကိုပါထည့်သွင်းတင်ကြားပေးသွားမှာဖြစ်ပါတယ်မော်ဂျူဖိုင်းမှာတော့ဒီနေ့ခင်းမှာအလုံးကိုအသုံးဝင်နေပြီဖြစ်တဲ့ AI ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ content တွေကိုဘယ်လိုမျိုးပိုကောင်းအောင်အသုံးချရမလဲဆိုတာကိုပါတင်ကြားပေးမှာပါနောက်ပြီးတော့ကျွန်တော်တို့ရဲ့ video တွေကိုလူတွေဖွင့်မကြည့်ခင်မှာပထမဆုံးမြင်ရတာကကျွန်တော်တို့ video ရဲ့ thumbnail ပဲဖြစ်ပါတယ်ဒီ thumbnail ကိုမြင်ပြီးတော့ကျွန်တော်တို့ရဲ့ video ကိုကြည့်ချင်လာအောင် professional ကြားကြား thumbnail တွေကိုဘယ်လိုဖန်တီးရမလဲဆိုတာကို photoshop နဲ့ can Canva application ကိုအသုံးပြုပြီးတော့တင် जा ပေးထားတာဖြစ်ပါတယ်။နောက်ပြီးတော့လူတည်နေတဲ့ thumbnail strategy လိုအပ်ချက်တွေကိုပါဒီ module 5မှာတင် जा ပေးထားပါတယ်။ module 6မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ video တွေကို impression ကောင်းအောင်ဘလို့ဖန်တီးရမလဲဆိုတာတွေနဲ့ video တွေတင်တဲ့အခါမှာအသုံးပြုရတဲ့ hashtag တွေ tag တွေကိုဘလို့မျိုးထိရောက်အောင်အသုံးပြုရမလဲဆိုတာကိုပါတင် जा ပေးမှာပါ။နောက်ဆုံးအနေနဲ့ module 9မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ mindset ပိုင်းဆိုင်ရာဖြစ်တဲ့ကျွန်တော်တို့ရဲ့ဝါသနာကို career အဖြစ်ဘလို့ပြောင်းလဲမလဲဆိုတာနဲ့ဒီ YouTube platform အနေနဲ့ငွေရဖို့အတွက်ချိန်ဆရမယ့် ban account အနေနဲ့ငွေထုံကြီးတို့ ့ပါရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်ကိုယ်တိုင် freelance နယ်ပယ်မှာနာမည်ကြီးလုပ်ငန်းရှင်တွေအောင်မြင်တဲ့ brand လုပ်ငန်းတွေကိုစာပေပေးခဲ့တဲ့အတွေ့အကြုံတွေကိုပါမျှဝေပေးသွားမှာပါ။ဒီ YouTube Mastery Program ဆိုတဲ့ program fee ကတော့တသိန်းကျပ်ဖြစ်ပါတယ်။ဒါပေမဲ့ဒီ program ကိုပထမဆုံး join မဲ့ဆယ်ဦးအတွက် Alibaba discount 9000ကျပ်နဲ့ join ခွင့်ပေးထားပါတယ်။ဆယ်ဦးပြည့်သွားမယ်ဆိုလို့ရှင်တော့တင်တန်းကြီးတသိန်းကျပ်နဲ့သာတက်ခွင့်ရမှာဖြစ်ပါတယ်။ဒါအပြင်နှစ်ယောက် join မဲ့ဆိုရင်တစ်ယောက် free လည်းရှိတာမို့လို့တကယ်လို့သာငွေချင်းတွေနဲ့အတူတူစုပြီးတက်ချင်တယ်ဆိုလို့ရှင်လည်းတက်ရောက်နိုင်အောင်စီစဉ်ပေးထားပါတယ်။ဒီ ကျူမာစရီပူကန်စမယ့်ရက်ကတော့24ရက်9လပိုင်း2025ရက်နေ့မှာစမှာဖြစ်ပါတယ်။ဂျာသာရေးတောက်ကြစနေတနင်္ဂနွေနေ့တွေမှာညနေ4နာရီနဲ့6နာရီအထိ Zoom application ကိုအသုံးပြုပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်။တကယ်လို့ဒီ YouTube Mastery Program ကို join နေတဲ့ဆိုရင်တော့ဒီ video ရဲ့ description မှာရှိတဲ့ကျွန်တော်ရဲ့ Telegram account မှာ YouTube Mastery Program လို့စာပို့ပြီးတော့ join လို့ရပါတယ်။အဲ့တော့ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။အဲ့တော့ကျွန်တော်ရဲ့ DVU ကနေတံပိုးရှိတဲ့အရာတစ်ခုခုကိုသင်ယူပေးရတယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ဒီ YouTube channel ကို subscribe ုပ်ပြီးတော့ကျွန်တော်ရဲ့ဒီ YouTube video လေးကိုလည်း like လုပ်ခဲ့ပေးပါနောက်ပြီးတော့ကျွန်တော်ရဲ့နောက်ထပ် channel တွေဖြစ်တဲ့ TikTok account တွေ Telegram channel တွေကိုလည်း join ခဲ့ဖို့မမေ့ပါနဲ့အဲ့တော့ထုံးစံတိုင်းပဲနောက် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်